မင်္ဂလာပါရှင်အာနာသိန်းစစ်တပ်အတွင်းကစီနီယာဒုတိယဗိုလ်ချုပ်ကြီးတွေဟာစစ်တပ်ကြောထောင်းနောက်ခံပါတီဖြစ်တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ကိုယ်စားလှယ်လောင်းတွေအဖြစ်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်အဲ့ဒီကိုယ်စားလှယ်လောင်းတွေဟာစစ်တပ်အတွင်းကအရေးပါတဲ့ယာတုနေရာတွေမှာနေရာရခဲ့ကြသူတွေဖြစ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဆေးရုခန်းချုပ်ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင် တက်မတော်စစ်စေးရဲ့အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆိုတင်နိုင်စီရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖုံမြတ်အမှတ်သုံးစစ်စင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးတေစာချုပ်အမှတ်၆စစ်စင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံတို့လိုဒုတိယဗိုလ်ချုပ်ကြီးများယူနီဖောင်းချွတ်ကြပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကစစ်ကော်မရှင်ဖွဲ့စည်းမှုနဲ့အတူစစ်ဖက်အစ်စ်ရာထူးတွေကအပီးတိုင်ဖိရှားခံခဲ့ရတဲ့ယူနီဖောင်းချွတ်တွေဖြစ်တယ်စစ်ကော်မရှင်အမှုဆောင်ချုပ်ဦးအောင်လင်းတွေ ဝင်ကြီးချုပ်ရုံးဝင်ကြီးဦးတင်အောင်ဆန်းနဲ့ပို့ဆက်ဝင်ကြီးဦးမြထွန်းဦးတို့လည်းစက်ခံရေးပါတီကိုယ်စားလှယ်လောင်းနေအဖြစ်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြိုင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရာဦးမြထွန်းဦးကစစ်ကြောင်းကြီးတွေရှိရာပြင်ဦးလွင်မြို့နယ်။ဦးညိုစောက ရေတက်ကလူဝင်အားတွေဖြစ်ုံနဲ့အနိုင်ရနိုင်တဲ့ကိုကိုကျိုမြို့နယ်။ဦးအောင်လင်းတွေကစီယုံနဲ့စစ်တပ်ဌာနချုပ်တွေရှိရာနေပြီးတော့ဇေယျတိရိမေဆန္ဒနဲ့ ဥသက်ပုံကမြို့ပေါ်မှာသာရွေးကောက်ပွဲပြုလုပ်နိုင်ပွဲရှိတဲ့စကိုင်းမြို့နယ်ဥဆိုတင်နိုင်ကပွဲလန်းသဘင်တွေကျင်းပခွင့်ပေးထားပြီးပုံမှန်အခြေအနေဖြစ်နေတယ်ဆိုပြီးဖန်တီးထားတဲ့မကွေးမြို့နယ်စတဲ့နေရာတွေမှာဝင်ရောက်ရှင်ပြိုင်ကြမယ်လို့သိရှိရပါတယ်။အဲဒီလိုစစ်ဘိုလ်ချုပ်ဟောင်းနေကိုစားပြုရှင်ပြိုင်မဲ့တက်ခံရေးပါတီဟာနိုင်ငံရေးပါတီဆိုပေမဲ့ဒီမိုကရေစီအရေးနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထက်စစ်တပ်ကြောထောက်နောက်ခံစစ်ဘိုလ်ချုပ်ဟောင်းနေအစိုးရအဖွဲ့မှပါဝင်ခွင့်ရရင်းနေ စစ်ဘုတ်ချုပ်တည်းရဲ့မိသားစုအကျိုးစီးပွားကိုကာကွယ်ရေးအတွက်သာအမျိုးသားရေးခေါင်းစဉ်တက်ထားကဆောင်ရွက်နေတဲ့ပါတီဖြစ်ပါတယ်။အခုအာဏာသိမ်းစကောင်းတော်မင်းအောင်လှိုင်ဟာလေ2010ပြည့်နှစ်ရွေးကောက်ပွဲအလွန်စက်ခိုင်ရေးပါတီမဲနိုင်ပြီးရွေးကောက်ခန့်အစိုးရအဖြစ်တက်လာတဲ့အခင်းအကျင်းမျိုးကိုပုံဖော်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့2010ရွေးကောက်ပွဲအလွန်မှာတက်ချုံနဲ့အစိုးရခေါင်းဆောင်နေရာများမှာ ။ဘူးသားရွှေအပီးတိုက်အနားယူသွားခဲ့တယ်လို့အနားယူမဲ့ပုံတော့မပေါ်ပါဘူး။နိုင်ငံသားခရီးစဉ်တချို့မှာအာနာပြန်လွဲပေးမယ်လို့ပြောဆိုထားပေမဲ့မြေကောက်ပွဲအလွန်မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကထမ်းဆောင်သွားမယ်လို့လည်းပြောဆိုထားတာကိုတွေ့ရပြန်ပါတယ်။အဲ့ဒီစကားတွေအရာမြောင်းလိုက်အနေနဲ့အာနာကိုအတိုင်းအတာအကန့်အသတ်နဲ့သာလွှဲပြောင်းပေးဖို့ရှိကြောင်းသုံးသပ်ရပါတယ်။စစ်ကောင်းသာဟာပြည်တွင်းခရီးစဉ်တွေမှာပြုလုပ်လေးရှိတဲ့တပ်မိသားစုတွေနဲ့တွေ့ဆုံပွဲမှာလည်း ကာကွယ်ရေးအမြင်ရှိသူကိုသာမဲပေးကြရဲပြောကြားနေတာကိုတွေ့လာရပါတယ်။ကာကွယ်ရေးအမြင်ဆိုတာဟာအယက်သားကိုယ်စားလှယ်လောင်းတွေမှာရှိဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ကာကွယ်ရေးအမြင်ရှိသူဆိုတာဟာစစ်တပ်ကနေကြံ့ခိုင်ရေးပါတီကိုပြောင်းလာခဲ့ကြတဲ့စစ်တပ်အရာရှိကြီးဟာကိုယ်စားလှယ်လောင်းတွေကိုသာမဲပေးဖို့စီယုံပြောဆိုခြင်းဖြစ်ပါတယ်။ကာကွယ်ရေးတာဝန်ခေါင်းစဉ်နဲ့အာမာဆက်ကင်ထားလို့တဲ့မင်းအောင်လှိုင်ဟာကာကွယ်ရေးအမြင်ရှိပါတယ်ဆိုတော့ကြက်ခံရေးကိုစလဲတွေမဲနိုင်ရန်လိုအပ်လို့ပဲဖြစ်ပါတယ်။ ဒါမှသာအကြံခံရေးအမတ်အများစုနေရာရမဲ့လွတ်တော်မှာစစ်သားကိုယ်စားလှယ်25ရာခိုင်နှုန်းနဲ့ပေါင်းပြီးသူလုံးချင်ရလုံနိုင်မှာဖြစ်ပါတယ်။အဲဒီလိုကာဝယ်ရေးအမြင်ရှိပါတယ်ဆိုတော့ကိုယ်စားလှယ်လောင်စစ်ဘိုလ်ချုပ်ဟောင်းနေဟာလေလာမဲ့ရွေးကောက်ပွဲအတွက်ဆိုရှယ်မီဒီယာကိုအသုံးချပြီးစီယုံရေးဆောင်ရွက်နေတာကိုတွေ့ရပါတယ်။အာနာသိန်း9နှစ်အတွင်းမှာပြည်တွင်းမှာအသုံးများခဲ့တဲ့ Facebook နဲ့ TikTok စတဲ့ဆိုရှယ်မီဒီယာတွေမှာ VPN ခံပြီးမှတုံးလို့ရအောင်စစ်ကော်မရှင်ဘက်ကကန့်သက်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်းစစ်ဘုတ်ချုပ်ဟောင်းနေကတော့အဲ့ဒီဆိုရှယ်မီဒီယာတွေမှာသူတို့ရဲ့ကိုယ်ပိုင်အကောင့်အသီးသီးကိုအသုံးချကာဝါဒဖြန့်နေတာကိုတွေ့ရပါတယ်။စစ်သားဘဝအတွေ့အကြုံတွေကိုစာရေးသားခြင်း၊ရုပ်တံရိုက်ကူးတင်ဆက်ခြင်းနဲ့အရင်ရုပ်တံမှတ်တမ်းအဟောင်းတွေကိုပြန်တင်ခြင်းဖြင့်ကာဝေးရေးအမြင်ရှိတဲ့တကယ့်နိုင်ငံရေးသမားကြီးတွေတပွဲဝါဒဖြန့်စည်းရုံးနေတာကိုတွေ့ရပါတယ်။ပထမဆုံးသတိထားမိသူကတော့ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးဖြစ်ပါတယ်။အမှုပညာသမားတချို့နဲ့မကြာခဏတွေ့ဆုံပြီး ရွေးကောက်ပွဲကိုထောက်ခံဖို့စီယုံလေးရှိသူဥခင်ကြီးကသူ့ဘဝအကြောင်းတွေကိုခင်ကြီးနာမည်အကောင့်ဖြင့်ဆိုရှယ်မီဒီယာပေါ်မှာထုတ်ဖော်ပြောဆိုလာတာကိုတွေ့ရပါတယ်။စစ်တပ်ကတော့အကြောင်းစင်ပြီးအရာရှိငယ်ဘွားခြေတန်းကြားစကန်လှိုင်းပွဲမှာခြေတန်းစကန်ကိုလိုက်ရန်ဆောင်ဆိုင်စဉ်အလဲလိုမီစစ်ကြောင်းနဲ့မလိုက်နိုင်ပဲလွဲခဲ့ရတဲ့အကြောင်း KNU နဲ့တိုက်ပွဲမှာတနက်18ချက်မှန်ပြီးတေစီရင်တင်းခံခဲ့ရတဲ့အကြောင်းတွေကိုစတင်ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ နောက်ပိုင်းမှာရဲချုပ်တာဝန်ယူစဉ်အတွေ့အကြုံကိုပြောရမှာနိုင်ငံတကာရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးငါးဖန်တင်မော့ကဒိန်းဖြူအမြောက်အများဖန်စီရမိခဲ့တဲ့ဖြစ်စဉ်ကိုဂုံယူစွာနဲ့ထုတ်ဖော်ပြောဆိုခဲ့တဲ့ရုပ်တံကိုသူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်ကနေတဆင့်ဖော်ပြခဲ့ပါတယ်။အဲ့ဒီရုပ်တံအောက်မှာဒီလောက်များပြတဲ့မူရစည်းဝါးတွေကိုလမ်းကြောင်းအစင်းစင်ဘလို့ဖြတ်တန်းတည်ဆောင်ခဲ့လေဆိုတဲ့မှတ်ချက်တွေကိုတော့ဥခင်ကြီးပြန်လည်ဖြည့်ရှင်းနိုင်ခဲ့ခြင်းမရှိပါဘူးစစ်သားဘဝအတွေ့အကြုံတွေနဲ့ကာကွယ်ရေးအမြင်ရှိပါကြောင်း ကြွားလုံးထုတ်သူတွေထဲမှာတိတ်မကြခင်ကမှစီယူနီဖောင်းချွတ်ထားရတဲ့ဥသက်ပေါ်အဆိုးဆုံးဖြစ်ပါလေ။မြောက်လိုင်းကကိုစလဲလောင်းနေအနေနဲ့ဆိုရှယ်မီဒီယာကနေတစင်းစီယုံရဲ့ညွှန်ကြားချက်ကို အတိအကျလိုက်နာသူလည်းဖြစ်ပါလေ။စက်တင်ဘာလနောက်ပိုင်းကစပြီးဥသက်ပေါ်အမည်နဲ့ Facebook အကောင့်ဖွင့်က post တွေတင်နေကြတာကို တွေ့ရပါတယ်။မြောက်လိုင်းစစ်တပ်သက်တို့ဘူလောင်ဘွားကကျောက်ကြီးရဲ့တမတ်ဥသက်ပုံမှာ ရောက်ခမရဲ့ဩဝါဒတွေကိုစတင်ဖော်ပြခဲ့ပါတယ်။နောက်ပိုင်းမှာသူ့ရဲ့အတွေ့အကြုံတွေနဲ့အတူ နိုင်ငံဝန်ထမ်းကောင်ဆိုတာနိုင်ငံတိုးတက်ဖို့အတွက်အခြေခံအုတ်မြစ်ပါပဲနိုင်ငံတော်ရဲ့ရည်မှန်းချက်အနာဂတ်တွေကိုအကောင့်ထဲဖော်ရမှာဝန်ထမ်းကောင်တွေရဲ့အခန်းကဏ္ဍဟာအရေးကြီးတယ်လို့ယုံကြည်ပါတယ်ဆိုတော့ဝန်ထမ်းတွေကိုဆွဲဆောင်စည်းရုံးတဲ့စာသားကိုလည်းဖော်ပြထားပြန်ပါတယ်အဲ့ဒီလိုစာသားတွေကိုဖော်ပြထားတဲ့ဒုတိယဘူချုပ်ကြီးဟောင်းဦးတပ်ပုံဟာကာစားထမှုဘဝမှာ A ရဲ့ထိုးစစ် KNLA ရဲ့ထိုးစစ်တွေကိုခုခံရတဲ့တပ်တွေကိုကုတ်ကဲခဲ့ရပူပြီး လောက်ခံတက်မှုတွေကိုမညာမတာဖိအားပေးခိုင်းစေခဲ့သူဖြစ်ပါတယ်။မရောက်နိုင်အလိုကျလောက်အောက်ကိုဖိအားပေးစစ်တိုက်ခိုင်းခဲ့တဲ့အတွက်အကြအဆုံများပြီးစစ်တပ်အရာရှိကြီးအစ်စ်နေတော့တေဆုံထရာရအေးအေးယူခံရတဲ့အထိဖြစ်ခဲ့ပေမယ့်ဆိုရှယ်မီဒီယာပေါ်မှာအတင်းစစ်သားစိတ်ပြေဝသူအတင်းခေါင်းဆောင်မှုကောင်းသူအဖြစ်သူ့ကိုယ်သူပုံဖော်လျက်ရှိနေပါတယ်။အလားတူနောက်တဦးကတော့မရောက်နိုင်အလွန်ကာလမှာတက်ချုပ်ဖြစ်လာမယ်လို့ရေပန်းစားခဲ့မှုတဲ့ဥမြထုံးဦးဖြစ်ပါတယ်။ သူဟာကစားထားမှုစစ်ဘက်ရေးအားလုံးလုံးရေးအရာရှိဆုံးညီနိုင်ကိုကယ်ရေးမှုကြီးရည်လေးကာကွယ်ရေးဝင်ကြီးစတဲ့တာဝန်တွေကိုယူခဲ့ဘူးသူဖြစ်ပါလေအထက်လူကြီးအလိုကြားလိုက်ပါလှုပ်ဆောင်တတ်သူဖြစ်ခဲ့တဲ့သူဟာလေခုမြအထုံးအမီနဲ့အော်တိုဘာလအတွင်းမှာဖိဖိုအကောက်ဖွင့်လှစ်ခဲ့ပြီးဘာသာဖြန့်စီယုံရေးလုပ်ငန်းတွေဆောင်ရွက်လာတာကိုတွေ့ရပါတယ်။ဒါပေမဲ့သူစာရနာဂျီဝမ်ဘဝက KMU တမခွန်မှဗိုလ်ချုပ်ထိန်မောင်နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုမှာပါဝင်ကြောင်းရုပ်သံမှတ်တမ်းကိုတင်ခဲ့ပြီး ။အကြမီမှာပဲ Facebook အကောင့်ကို Facebook တင်ကဖယ်ရှားခဲ့တာကိုတွေ့ရပါတယ်။ကာကွယ်ရေးအမြင်သာမကငြိမ်းချမ်းရေးအတွေ့အကြုံရှိပါတယ်လို့ကြွားလုံးထုတ်လို့ပေမဲ့အကောင့်မှာပြတ်သွားခဲ့ရပုံရပါတယ်။နောက်တစ်ဦးကတော့ကာကွယ်ရေးပစ္စည်းထုတ်လို့ရအရာရှိချုပ်ဟာဦးကံမြင့်တန်းဖြစ်ပါတယ်။သူကတော့တခြားလူတွေလိုထင်ထင်ပေါ်ပေါ်ထွက်လာခြင်းမရှိဘဲစေကောင်းဆောင်မင်းအောင်လာရဲ့အမှတ်ချက်တစ်ခုကိုဆိုရှယ်မီဒီယာမှာပထမဆုံးတင်ခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီအမှတ်ချက်ကတော့ မဲပြီးရွေးချယ်ရမှာဒုသဝင် အရေးသုံးပါးကိုအလေးထားဆောင်ထိတ်သူနိုင်ငံရေးအမြင်လုံခြုံရေးအမြင်စီးပွားရေးအမြင်အုပ်ချုပ်ရေးအမြင်ရှိသူများဖြစ်ရန်လိုအပ်ပြီးအမှန်တကယ်တိုင်းပြည်အကျိုးအတွက်ဆောင်ရွက်နိုင်တဲ့သူဖြစ်ရန်လို့ဆိုတဲ့အစသားကိုမင်းအောင်လိုင်ပုံနဲ့တွဲ၍တင်ခဲ့ခြင်းဖြစ်ပါသည်အဲ့ဒီနောက်မအူပင်မျိုးနဲ့ပတ်သက်တဲ့အနေအထားချို့ကိုတချင်းနောက်ခံနဲ့ဖန်တီးထားတဲ့ရုပ်တံကိုဆိုရှယ်မီဒီယာမှာတင်ထားခဲ့တာကိုတွေ့ရပါသည်သူဦးစီးရတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကထွက်တဲ့ဘုံသီးတွေအကြောင်းနဲ့ အရက်ဖတ်ပြစ်မှတ်တွေကိုစစ်တပ်ကအဲ့ဒီဘုံဒီတွေနဲ့လေချောင်းကနေတိုက်ခိုက်တဲ့တိုက်ခိုက်မှုတွေအကြောင်းကိုတော့အခုထိဖော်ပြထားတာမတွေ့ရပါဘူးစစ်ကောင်းဆောင်ကအဲ့ဒီလိုစစ်ဗိုလ်ချုပ်ဟောင်းတွေကိုဆိုရှယ်မီဒီယာသုံးပြီးစီယုံမှုညွှန်ကြားထားချိန်မှာစစ်ကောင်မရှင်လောက်ခံရွေးကော်ကလည်းရွေးကော်ပွဲမှာစီတန်းလှဲ့လှဲ့မဲဆွဲစီယုံမှုကိုခွင့်မပြုကြောင်းကန့်သက်လာတာကိုတွေ့ရပါတယ်အဲ့ဒီလိုကန့်သက်မှုဟာတခြားပြိုင်ဘက်ကုစလေလောင်းတွေထက်စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့လုံခြုံရေးကိုစိုးရိမ်လို့ဖြစ်နိုင်ပါတယ် အဲ့ဒီလိုကတ်တက်မှုကိုအကြောင်းပြုပြီးစစ်ဘိုလ်ချုပ်ဟောင်းတွေကလည်းအခုလိုဆိုရှယ်မီဒီယာကိုအသုံးပြုပြီးသူတို့တော်ကြောင်တက်ကြောင်တွေပြောဆိုကာပုံမို့ဟွာရဖြတ်စည်းရုံးနေကြအောင်မှာဖြစ်ပါတယ်။သူတို့အတွေ့အကြုံတွေဟာရှင်ပြုစင်ကရွှေထီးဆောင်ခဲ့တယ်လို့စစ်တဲ့အရာရှိဆိုတဲ့အချိန်အဝါနဲ့လောက်စားလို့ကောင်းတဲ့ခေကောင်းကိုမိခဲ့ကြတဲ့စစ်ဘိုလ်ချုပ်တွေရဲ့အတွေ့အကြုံတွေသာဖြစ်ပါတယ်။ပြည်သူကိုမဆူထားနဲ့အာနာသိမ်းမှုကြောင့်ထိခိုက်သိဆုံးမှုများပြားနေတဲ့လက်ရှိစစ်တပ်အတွင်းကစစ်သားတွေနဲ့တပ်မိသားစုဝင်အလုံးကိုတော့ စီယုံနိုင်လောက်အောင်စိတ်ဝင်စားပွဲကောင်းစရာမဖြစ်နိုင်တာကိုတွေ့ရပါတယ်။အဲဒီလိုစစ်ဘိုလ်ချုပ်ဟောင်းနေအနေနဲ့အမှန်တကယ်တော်ခဲ့တက်ခဲ့စစ်သားစိတ်ပြီးသားခဲ့ရင်အခုလိုဆရာနာသိန်းကာလအတွင်းအောက်ခြေမှာအဆုလိုက်အပြုံလိုက်တိဆုံးတာဒဏ်ရာရတာလက်နက်ချအညံ့ခံတာစတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်စရာအကြောင်းရှိမှမဟုတ်ပါဘူး။တိုင်းပြည်နယ်ပြည်သူလူထုအတွက်အမှန်တကယ်သာစေတနာရှိ ਉ မှမှာကအခုလိုဝါဒဖြန့်စီယုံနေစရာတောင်လိုမယ်မထင်လို့တွေးတောမိပါတယ်ရှင်။ Música